မင်္ဂလာပါစင်ချီစင်ပရိုဒက်ရှင်မှမြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားကောင်းတွေကိုနေ့စဉ်အခမဲ့တင်ဆက်ပြသပေးသွားမှာဖြစ်လို့အစီအစဉ်ကောင်းတွေကိုလက်လွတ်မသွားရအောင် subscribe button လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော် င်မရှိလေပြောင်းတွေချာမှတန်တရာတွန်းစိတ်ကောင်းတွေထားလာရင်းနေကြည့်တဲ့လူဘဝမှာဒိဉ္စံနေရတခါတည်းအမလူသားတွေစိတ်ဟာယုံကြည်ရာအကူစိတ်တွေခံလာ ဝိတမလောဘဒါယေစာဖြေချရာရှာဂျုံဆုံရာ ကိုစိတ်တွေခါလာဝိတမလောဘတရဲ့စာဖြေချရရှာ ီလိုဆရာရေးဒီတိုက်ကြီးอ่ะဒီနေတခွေမှာရှိတယ်မြတ်တိုက်ပြီးတိုက်ပြီးတိုက်ပြီးအားလုံးထက်ရှင်ငွေယရနာဥစ္စာပစ္စည်းအများဆုံးရှိတဲ့အပြင်တမိုင်းဝင်တိုက်တခုပါဆရာအဲ့ဒီတိုက်ကိုကျတော့ဒီတင်းချိုင်းမှာတူးမှာအမဟုတ်ပါဘူးဆရာဒီတင်းချိုင်းကိုအရှိစူးစူးကိုသွားအဲ့ဒီမှာတူးလို့ရပါဆရာကျုပ်မသိလို့ဒီခေါက်မေးပြရစေ ဟုတ်ကဲ့အဲ့တိုက်ကပါတိုက်လေဥစ္စာဆောင်တိုက်ပါအဲ့ဆိုရင်ကောင်းပါမလားတိုက်စရာကြီးကျုပ်တို့သူများပြည့်စုံယူသလိုဖြစ်မနေဘူးလားဆရာရေအောင်လဲဆရာတောင်လုံနေပြီးတော့ဒါဒီကယူဆိုင်နေဆရာလူသေးလားဆရာစိတ်မတန်ဘူးဆိုရင်ကျုပ်ပြောလို့သာလုပ်ဒီတိုက်ကိုတူးပြောင်တူးကြည့်လိုက်ရစိမ့်များရွှေငွေပစ္စည်းဥစ္စာပစ္စည်းတွေကို ျွန်တော်တို့ကနေပြီးတော့ထုခွဲရောင်းချပြီးတော့သူတို့တွေသူတို့တွေအားလုံးအတွက်ကိုအစုတန်းတွေလုံအမြတန်းတွေပေးဝင်မယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လုံလုံမရတဲ့အမှုကိစ္စတခုကိုကျွန်တော်တို့တွေကသူတို့ကိုယ်စားလုပ်ပေးတဲ့အတွက်ကျွန်တော်တို့ကိုတော့မှကျေးဇူးတင်ကြအောင်ပါပါဆရာရဲ့ဆရာဆရာအနေနဲ့ဒီလိုက်ကိုတူးကိုတူးသိနေဆရာဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ထဲမှာစေပိုင်ပရပိုက်ဆိုတာရှိတယ်ဆရာအဲ့စေပိုင်ပရပိုက်ထဲမှာဒီဝဒုက္ခကျမ်းစာဆိုတာလည်းရှိပါတယ်အဲ့ဒီဝဒုက္ခကျမ်းစာကလူကိုအသက်ရှိစေတယ်ဆရာခင်ဗျာပြောမှာပဲကျောက်တော်စိတ်ဝင်စားပါဘာစိတ်ဝင်စားမှာပေါ့ဆရာရဲ့ဆရာအနေနဲ့လေအဲ့စေပိုင်ပရပိုက်ကူတာရလိမ့်မယ်ဆိုပြီးဆရာလက်ထက်မှာအခုလက်ရှိရှိနေတဲ့စေပိုင်ဓာတ်လုံးနှစ်ခုပေါင်းတဲ့အစွမ်းကြောင့် ဟဲ့အောက်ဝိဇာကြီးလောကတစ်ခုလုံးဆရာကိုကြော်စားတိုင်မယ်သူဘယ်သူမှမရှိတော့ကျုံမှာစေပိုင်တက်လုံးရှိတယ်ဆိုတာခင်ဗျဘယ်လိုသိရလဲအဲ့ဒါဆရာဟွာလေဟိုဟိုဟိုကိုတင်ရင်ဓာတ်ပိုင်ရှင်ဆရာတစ်ဆင့်သိခဲ့ရဆရာအဲ့ဆိုခင်ဗျာကိုတင်ကျိုင်းဓာတ်ပိုင်ရှင်ရဲ့ လူပေါ့မမဟုတ်ပါဘူးဆရာလူဆရာဆရာအချင်းမလို့ပါဆရာသူနဲ့ကြံရတယ်ဘာမှမဆိုင်ဘူးဆရာဟဲ့သူဘာမှမဆိုင်ပါဘူးဆရာဟိုအဲ့စီပိုင်ဟိုပရပိုက်ရယ်စီပိုင်ဓာတ်လုံးရယ်စီပိုင်ဓာတ်ရယ်လက်ထဲမှာရှိရယ်ဒီအမောင်လောကကြီးတစ်ခုလုံးကိုအုပ်ဆိုးလို့ရပြီလို့ပီလာထဲမှာကြုတ်ဖတ်ဘူးတဲ့ဆရာထားလိုက်ပါတော့ဟုတ်ကျုပ်တို့အခုပါဆက်လို့ကြာ အခုကအခုကလောဆယ်တော့ဘာမှလုပ်လို့မရသေးဘူးဆရာဟိုတူးမဲ့နေရာရောက်တော့မှအစီအင်းနေရာလောက်အောင်မှဆိုတော့ဟိုကြိုပြောလို့မရသေးဘူးပေါ့ဆရာအဲ့ဆိုအချိန်ဆွဲမနေနဲ့တော့ဟုတ်ကဲ့ကျတော့သွားလိုက်တော့ဟုတ်ကဲ့ဆရာအဲ့ဆိုလာရလိမ့်မယ်ပြောင်း ရောက်လာပြီပေါ့ဗျာ။ဆရာကြီးကျုပ်တို့တူရမယ်စိုက်ကုန်းရတော့ဒါပါပဲဗျာ။ဒီကုန်းကတော်တော်ရှေးကြတဲ့ပုံပဲ။ဟုတ်တယ်ဆရာနေပေါင်းတော်တော်ကြာပါပြီ။ဒါမဲ့အုတ်ချက်တွေနဲ့ပါလား။အော်ဆရာကဒီလိုဆရာကြီးဟိုအင်္ဂလိပ်ခေတ်လက်ထက်တုန်းကဒီနေရာမှာအဆောက်အဦတွေအများကြီးစောက်ခဲ့ကြတာပေါ့။နောက်စီကြီးဖြစ်တဲ့အခါကျတော့ စစ်ဘေးဂျန်ရောက်ဒီအစအဦးတွေပြူကြတဲ့ခါမှာဒီလိုပုံစံမျိုးဂျန်ခဲ့ရပါဆရာကြီးဒါဆိုရင်ကျုပ်တို့တူးမဲ့တိုက်ကဒီထဲမှာလားအမဟုတ်ဘူးဆရာဟိုဒီဂုံကြီးရဲ့အောက်ခြေကိုတူးရမှာပါဆရာတိုက်ကအောက်ခြေအောက်ခြေမှာရှိတာပါအဲ့ဆိုရင်တိုက်ဆရာကြီးလွယ်ပါမလားเสียอาเทนดาหลูမျိုးတူးရတာမျိုးမဟုတ်ဆရာရဲ့ပညာနဲ့တူးရတာဆရာကိုကြည့်ရတာတိုက်တစ်ခါမှမတူးဘူးနဲ့တူးရတယ် မန်တိုင်းပြောရရင်ကျုပ်တခါမှတော့တိုက်မတူဘူးမဆမ်းပါဘူးဆရာကြီးအကျုပ်တို့အနေနဲ့ကတော့ဒီတိုက်ကုန်းမှာခောက်ခောက်ခါခါတူးခဲ့ဘူးပါလေဒါပေမဲ့ခက်နေတာကဒီတိုက်ကုန်းမှာကအဆောင်လျှောက်ကြီးကြီးမားမားတူးဦးရှိရဆရာအတူရဲ့နှောက်ရက်မှုကြောင့်ကျုပ်တို့တိုက်တူးတဲ့နေရာမှာအနှောက်ရက်တွေဖြစ်တယ်မအောင်မြင်မြင်နေဖြစ်ခဲ့ပါလေအခုတော့မလိုတော့ပါဘူးဆရာကြီးဆရာရဲ့လက်ထက်မှာရှိနေတဲ့စေပိုင်ဓာတ်လုံးအစွမ်းကြောင့် ီစိုက်ကုန်းကြီးကိုကျုပ်တို့အောင်မြင်မတူနိုင်တော့ပါဘူး။အဲ့ဆိုရင်ကျုပ်တို့ဒီတိုက်သူဖို့ဘယ်နေစမှာလဲ။ဟိုအဲ့ဒါကိုပထမဆုံးဟိုကျုပ်တို့အစီရင်လောက်ရပါအောင်မယ်။ဟိုမောင်မက်ပြဟိုမင်းကိုပေးထားတယ်ဟိုအင်းပြတွေပါတယ်နော်။ပါတယ်ဆရာ။အေးအေးအဲ့ဒါတွေကိုဒီစိုက်ကုန်းကြီးရဲ့၄ဘက်၄တန်းကိုလိုက်ပြီးမြှုပ်ဆန်း။ဟုတ်ဟုတ်နော်။အေးအေးဆရာအဲ့ဒီအင်းပြတွေရဲ့တန်းကိုတော့ကျုပ်မခံနိုင်ဘူးဆရာ။ cho khăn là mẹ sau chỉ nhìn lại bà chỉ là lúc anh là cho cô lang khổ lại vậy. cho chết chết nhau là cái có qu gì vậy Oh, ဘာအဖိုးကြီးအဖိုးကြီးကြောက်ကြပါဦးဘာမောဟောမောကြောက်တော့နောက်ချက်နေတာသူပဲဆရာစေပိုင်တက်လုံးရဲ့အစွမ်းနဲ့ဒီအဖိုးရောချုပ်တာစမ်းခရဘာတန်းနိုင်သေးလဲဟမ်ဒီမှာကြောက်ပြောရစကားဦးသေးချာနားတော့အခုချက်ချင်းဟိုက်တိုက်တကောက်ခရဖွင့်ပေး ဖိမပေးဘူးဆိုလို့ရှိရင်ကြောက်ကြုံနဲ့သူပါလာတဲ့ဟိုက်ဆရာရဲ့အစွမ်းကြောင့်ခမားတကောလုံးလောင်ပြီးကြသွားစေရမယ်ကြားလားအခုချက်ချက်ဖွင့်ဖွင့်ဆရာလေးချုပ်တစ်ခုပြောမယ်သေချာနားထောင်ဒီတိုက်ကတာမန်ရိုးတိုက်မဟုတ်ဘူးဆရာလေးဟေးဟတ်ဆက်ပြီးပြောနေခါဆက်ပြီးပြောနေခါပြီးတော့ပိတ်ထားဆရာလေးသူတောက်ဖွင့်မပေးချင်လို့ကလီကမာများနေတာမာယာတွေများနေတာသူပြောနေစကားမယုံနဲ့ဆရာမယုံမယုံမယုံနဲ့မယုံနဲ့ ဒီမှာဖိုးကြီးတိုက်တကားတော့မြန်မြန်ဖုတ်ပေးလိုက်ပါခက်တော့ခက်နေပြီအေးလေးပြောလို့လည်းမရအချိန်လဲတန်တာပြီဆိုတော့ဘယ်တန်နိုင်ပါလူဆိုတာကိုယ်တမိုင်းကိုရေးကြတာကောင်းနေတဲ့တမိုင်းကိုစိုးမလို့ချင်ဘူးကျုပ်အရမ်းပဲပြောခရစကားကြီးရှင်းမနေနဲ့ကျုပ်တို့မှချိန်မရဘူးဗျအခုချက်ချက်ဖွင့်တိုက်ထားမြန်မြန်ဖွင့်လိုက်ထားမှာဗျဖွင့်လိုက် အေးလေဒီလောက်တားနေတာမှမရကြဘူးဘယ်တက်နိုင်ဆရာလေးကျုပ်တော့ င်းငါမိုးဆွေကိုကယ်မဖြစ်တော့ပဲပုံကမင်းเสียရောင်းမင်းရောင်းတာဒါဖះရတိုက်ပဲ เี่ยเท่ามือเนี่ยอะนดับพี่ทำนาดิ เสียตะโกนไป ာလိန်သွားတယ်ကွာကျုပ်ထင်တဲ့အတိုင်းပဲဆရာတိုက်စီရတာဝါနဲ့သူ့ရဲ့တပည့်อ่ะအရန်ကိုရုံးပါတယ်သူတွေဗျာငါလည်းပေါ်ရမှာပြန်ဖြေလို့မရရင်တော့လုံပြီးတော့မလို့ဆရာတိုက်တကားဖွင့်ပေးလို့သာသူတို့ဝင်လို့ရသွားတာပါအแทမှာတော့အကြောင်းလှမယ်မထင်ဘူးဆရာအော်ငါကမှစဉ်းစားမိတယ် တိုက်ဆရာတာဝပြောရတာတိုက်ထဲမှာစေပိုင်ပရဗိုက်ရှိအဲစေပိုင်ပရဗိုက်တာမကောင်းတဲ့လူလက်ထဲရောက်သွားတယ်ခုနကသာသမီဒုက္ခရောက်မှာဟုတ်တယ်ဆရာမဖြစ်ဘူးဒီပရဗိုက်မကောင်းတဲ့လူလက်ထဲမရောက်ခင်ငါတို့အရင်ကြိုသားမှရအောင်တော်ရလိုက်သွားစရာမလိုပါဘူးဆရာအဲ့ဒီလူတွေ ဒီကိုခွေးပြေးဝက်ပြေးပြေးလာကြလိမ့်မယ်။ဆရာမယုံရင်စောင့်ကြည့်နေပါ။ကောပါကြပါကြပါကြကောဒီမရေသားလေးရေသားလေးကျိုးချမ်းလာပြီ။ကျိုးချမ်းလာပြီ။ဒါနဲ့ဒီမှာဆေးပိုင်းဝင်မရပြီ။ကောဘောင်းမဘောင်းမပါကြပါကြပါကြတိုက်ဆရာတာဝပြောပါတယ် စေပိုင်ပြပိုက်ရယ်စေပိုင်ဓာတ်လုံးရယ်စေပိုင်ဓာတ်ရယ်ရှင်အမောင်လောကတစ်ခုလုံးထိန်းချုပ်လို့ရတယ်လို့သူပြောခဲ့တယ်အဲဆိုရင်ဆရာရာကျော်ကဘာရည်ရွယ်ချက်နဲ့စေပိုင်ဓာတ်လုံးကိုဖို့ထိုးခဲ့ရလဲသူကိုယ်တိုင်ကဂိုင်းတော်ရဲ့တောင်းကိုဖွင့်ဖို့ကြိုးစားကြင်ခဲ့တာလားအော်ဆရာရယ်အဝိဇ္ဇာလမ်းစဉ်ဆိုတာ စုလခန္ဓာကြီးမဟာခန္ဓာကြီးပါမဟုတ်တာလောဘဆိုတာတော့ရှိကြမှာပဲကိုယ်တင်ပေးခဲ့တဲ့ကိုယ့်ရဲ့ဆရာတော့အပြည့်မမြင်စေချင်ဆရာပေါ်ကတော့ကြာနေပြီ။အောင်လိုက်သွားမှကောင်းမယ်တဲ့။ကောင်းပါဆရာ ဲလူဟဲလူခမရဆရာရောခမရဆရာဘယ်ရောက်သွားလဲဟဲလူဟဲလူ မျက်ခြေပြတ်သွားတယ်ကွာပုံကဟောဒီရွာမှာပဲခဏနားလိုက်အောင်ဒါဆိုရင်ကျုပ်တို့ကတိုက်စီရတာဝန်တော်ကိုဆက်မလိုက်တော့ဘူးလားငါခုပဲနမိတ်တစ်ခုကိုမြင်လိုက်တယ်ဒီရွာမှာထူးခြားတစ်ခုကိုတော့ရှိလိမ့်မယ် ကျောက်ကတော့ဆက်လိုက်စေခြင်းနဲ့ဗျာသူ့စီမှာစေပိုင်ပရပိုက်ပါသွားတယ်အဲ့ဒီပရပိုက်ထဲကကြည်စင်တွေကိုသူကျင်းလိုက်မယ်ဆိုရင်အမောင်လောကကိုကြီးစိုးပြီးတော့လူသားတွေကိုသူဒုက္ခပေးလိမ့်မယ်ဆရာအာမဖြစ်သေးပါဘူးဆရာပင်မလို့နားကျင်နေနားခဲ့ဗျာတုတ်လိုက်သွားမယ်ဗျာမင်းလိုက်လို့မရအောင်ပေါ့ကွာသူ့မှာဘလူးတွေကိုနိုင်တဲ့အင်းအတတ်ပညာတတ်တာပဲပြောသူ့လက်ထဲမှာလဲစေပိုင်ပရပိုက်ရှိတယ်အဲ့ပရပိုက်နဲ့တယ်မင်းသူနာကတ်လို့တော့ရမှာမဟုတ် ဒါဆိုရင်ကျုပ်တို့ကဘာမှမတက်နိုင်တော့ဘူးလားကံကြမ္မာအလဲပြောင်းတော့ရှိတာပါပုံတကားတကယ်တော့ဒီတိုက်เสียတာဝဆိုတာတိုက်เสียတယောက်မဟုတ်ဗျာဟုတ်တယ်ပေါ့စေးပိုင်ပြပိုက်စေးပိုင်တက်လုံးနဲ့စေးပိုင်ဓာတ်အကြောင်းကသူကောင်းကောင်းသိတယ်ဒါမဲ့သူအဲ့ဒါတွေသုံးနိုင်တဲ့အာနာဇတ်သူ့မှာမရှိနေဘူးတိုက်တကားဖွင့်တော့လေ ရှင်ငွေယတနာတွေကို तू ယူလို့ရတယ်။ဒါမဲ့ तू စေပိုင်ပရပိုက်ကိုပဲယူပါရတယ်။အဲ့တော့ဖြစ်နိုင်တာ तू နောက်ွယ်မှာ तू ခိုင်းနေတယ်ဆရာကောင်းတယောက်တော့ရှိလိမ့်မယ်။ဆရာပြောတာဖြစ်နိုင်တယ်ဆရာ။အခု तू သုံးနေတယ်ပညာခွင့်နေတာ။တကွက်ကောင်းသင်ထားတာပဲဖြစ်လိမ့်မယ်။ဖြစ်နိုင်တာပုံတကား။အဲ့ဒါကြောင့်လဲမော်ဆက်ရှင်အစွမ်းက तू မခုခံနိုင်တာပေါ့။ကျုပ်သဘောပေါက်ပြီ။ ကျုပ်ခုမှပဲအာလုံးရှင်းသွားတော့တယ်ဗျာကောင်းပြီပေါ့ငါကမင်းဒီမှာငါ့ကိုစောင့်နေငါရွာထဲဝင်ပြီးစနီးနာကြည့်လိုက်အောင်ကောင်းပါပြီမင်းဒီမှာငါ့ကိုစောင့်နေကြတော့လူကြောက်ပါဦးလူကြောက်ပါကျမတို့မလေးပို့ထီလို့လုံးကြပါအောင်ရှင်လုံးကြပါအောင်ကျမတို့မလေးပို့ထီလို့လုံးကြပါအောင်လုံးကြပါအောင်ရှင် လိုကြပါဦးကျမတို့မလေးပို့ထီလို့ဘာဖြစ်တာလဲဟောကျမတို့မလေးပို့ထီလို့ကဲပါဦးရှင်ကဲပါဦးကျမတို့မလေးပို့ထီလို့ကျောက်ကဆေးစရာတယောက်ပါကျောက်ကုပဲမယ်အေးပေးပဲကျောက်ဒီမကောင်းတဲ့ပညာရဲ့ကိုခံယူထားပေမယ့်ယနေ့ချိန်ထိခွင့်ရသားသမီးတွေရော ုက္ခပေးခဲ့ခြင်းမရှိပါဤတစ္ဆာစကားမင်္ဂမာကဤမင်္ဂလာခြေတော်တွင်ရှိတဲ့အစိတ်တွေကျုပ်လက်ဆွဲရနောက်တို့လိုက်ပါစေသား ရပါတယ်ဗျာဒါနဲ့ဒီရွာပါရွာလေကြီးစုရွာပါကြီးစုရွာချုပ်တီအောင်မသေးချင်လို့ဗျာချုပ်လူချင်းလမ်းညွှန်ပေးလို့ရမလားဒီရွာမှာယောက်ျားလေးတဲလို့မရဗျာဘာဖြစ်လို့လဲချုပ်ကစေးစရာတယောက်ပါမိမရေးစေးစရာတယောက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီမှာယောက်ျားလေးညားရတယ်လို့မရဘူးကြီးရလေကွာသမီးကိုဆေးကုပေးရတဲ့ဟာကို အခုဒီရမှာတဲခွင့်ပြလိုက်ပါဖြစ်ပါမလားတပည့်ရေတို့ကြောင့်ပြတ်တော့မဖြစ်ဘူးဖြစ်ပါရဲ့တမီးတယောက်မရှိပါအေးသူ့သွဲပေးစရာမလိုတော့ပါဘူး။သူတတ်တာပါပဲ တယ်ရှင်ရဲ့တမိတက်သာသွားတယ်ပြပါရပါကျေးဇူးတင်ပါတယ်နော်အကိုညီမတို့အိမ်ကိုလိုက်ခဲ့နော်ကိုရှင်ရွေးချမ်းလေးတောက်ပါ ကိုဘိုက်စာနေပြီလားမစားသေးပါဘူးအကိုဘိုက်စာရင်စားဖို့အတွက်နောက်မှအကြီးကိုပြင်ခိုင်းတာလေဩအာနာစရာကြီးဖြစ်ကုန်ပြီအာနာစရာမလိုပါဘူးအကိုရဲ့အကိုကညီမရဲ့အသက်ကိုကယ်ထားတာလေဂျေဆုရှင်ဆိုလည်းမမပါဘူးဂျေဆုရှင်လို့တော့မပြောပါနဲ့အဲ့နေရာမှာညီမမဟုတ်တဲ့တခြားလူဆိုလည်းအကိုကကူညီပေးမှာပါဒါနဲ့အကိုကတာမန်ဆေးစရာမဟုတ်ဘူးထင်တယ်နော်ဘာဖြစ်လို့လဲ ဟောညီမကိုကူတော့ကဘာဆေးမှလည်းမတွေ့လို့လေဟုတ်တယ်တကွာကံပီးရဆေးဆရာတယောက်ပါနဲလဲပြီးတော့ဆေးကူနေတာဟောကံပီးရဆေးဆရာဟဲ့ညီမနာမည်ဘယ်လိုခေါ်လဲမူရပါကုတ်နာမည်လေးကထူးဆန်းတယ်နော်မူရနာမည်ကဘာထူးဆန်းလို့လဲထူးဆန်းတယ်လေ မူယာမာယာတွေနဲ့လဲ့စားတတ်တယ်ဆိုတဲ့သဘောပေါ့ဟာအကိုကလည်းဟုတ်ပါဦးဒါနဲ့မူယာတို့သူကြီးနေအောင်နေရလားမဟုတ်ဘူးကွယ်အကြီးကမူယာနဲ့ဘာမှမတော်ဘူးလေမူယာမှာဦးလေးတယောက်ရှိတယ်ဦးလေးကခီးသွားနေလို့အကြီးကဒီမှာအင်လာဆောင်ပြီးနေတာအဲ့ဆိုရင်မိမသားနှစ်ယောက်တည်းဆိုတော့အခုတဲလို့အဆင်ပြေပါမလားဟုတ်အဲ့လား ဘာမှမဖြစ်ပါဘူးကိုရဲ့တရွာလုံးနေပါမိမသားတွေပဲအကိုသားအကိုအကိုအကိုစိတ်ကြီးတော့ကြာဟောမူရရဲ့အဲ့ဒါဘာရောက်ပြောနေရလဲကိုရဲ့မူရအကိုစနေတာပါအကြီးရဲ့นี่อูลิเลยคี้ถั่วตัวตะแยกเนี่ยซูบิตะบัดหลอกชื่อนี่บิตะบัดหลอกชื่ออ่ะเหมียสกาได้แท้เปียวนี่อี้เอ အဖဆိုရင်တစ်နှစ်လောက်ကြာတာဟုတ်မလားပြန်လာခြင်းမပြန်လာတာဟောမူရမှာအဖရှိတယ်လားဟုတ်တယ်ကိုရဲ့မူရမေယမူရငယ်လေးတွေကဆုံးသွားတာလေအဖကလည်းတစ်နှစ်ကြာတာဟုတ်မလားပြန်လာခြင်းမပြန်လာပြန်လာရင်လည်းပြဿနာမျိုးမျိုးရှာရွာထဲမှာလည်းကာလာသားတာဟုတ်မှမရှိတော့ဘာဖြစ်လို့လဲ哦。Oh. ဘူရအောင်ကြိုက်တဲ့ကောင်းမင်းနေလို့သမင်းနေခူထားတယ်သမင်းစားရင်မစကားစပြောကြပါနော်အဆောကိုသမင်းတော့စားရအောင်သူတို့ပုံစံကြည့်ရတာတခုဖုံးကွယ်ထားတယ်လို့ တညလုံးလဲဘာမှထူးခြားတာမတွေ့ရပါဘူး။ငါစိတ်ထင်လို့နေပါပါလေ။ဘာပဲဖြစ်ဖြစ်ငါတိုက်เสียတာဝါနောက်ကိုဆက်လိုက်မှာဖြစ်။အကိုဟောမူရအကိုပြန်တော့မလို့လားဟုတ်တယ်အကိုတော့ဒါဆိုအကိုလမ်းမှာဗိုက်စာနေမှာဆိုလို့မပြောသေးလေးယူသွားအောင်နော် ရပြီမူရမယူတော့ဘူးယူသွားပါကိုရဲ့မူရအကိုစားစေချင်လို့အဲ့ဆိုလဲတလုံးနှလုံးတော့ပဲယူပါလိုက်တော့နော်ဒါနဲ့အကြီးပဲသွားတယ်။ဟုတ်အကြီးကသူ့အိမ်မှာအလုပ်ကိစ္စလေးတခုလုပ်ဆရာရှိလို့တဲ့ခုလေတည်းမှထွက်သွားတာ။ အဲ့ဆိုလဲအယူပြောပြအောင်နော်အခုနှုတ်ဆက်ခဲ့တယ်လို့ဟုတ်ကောတော်တော့မယ်နော် ာวะဟာဘာဘာဘာလဲဟာဦးလေးဟာဘာဖြစ်လို့နောက်ကျနေရလဲဟမ်ဦးလေးသွားတာကြာနေလို့ဆိုပြီးအရေးကဦးလေးကိုစိတ်ပူနေတာငါကြဘာမှစိတ်ပူစရာမလိုဘူးငါကသာနေလို့တော့ကိုစိတ်ပူနေတာတမဆောစောကဒီကနေပြန်သွားတဲ့ကောင်ကြီးအိမ်ကိုဘာလာလောက်တာလဲပြောစမ်းအဲ့ဒါဟိုဟိုခိုးဒီကြီးလုံးနေနဲ့ငါမနေရတဲ့ဒီကိုပြန်ရောက်နေတာနော်အဲ့ဒီကောင်ကငါသိတယ်နော် ဟုတ်ဦးလေအဘဟိုပြန်မပြောပါနဲ့နော်ဟာတမအဲ့ဒီကောင်ကလေနင်တို့တော့ဘယ်တော့အနေရှိရဆိုတော့နင်တို့သိရလားနင်ပါလားသိနင်တို့အသက်မှာနော်ရှင်ဘာဖြစ်လို့လဲဦးတာဝအော်ဘုဆွေလက်စားတော့မူရရဲ့ဦးလေးဆိုတာခမရဟုတ်တယ်ခမရတော့ရုံမာတယ်လူပဲ ဖះဌာပနာကိုလည်းဖောက်ဆေးပိုင်းပရပိုက်ကိုလည်းယူပြီးတော့ခုနှစ်ရက်သားသမီးကိုဒုက္ခပေးနေတာမလားအခုအပရပိုက်ပဲမှာလဲကြောက်ဝင်ချက်ချင်းပေးဘူးဆွေမင်းဒီပရပိုက်ကြောင့်မင်းမတည်သေးပါဘူးကွာဟာဒီပရပိုက်ကမကောင်းဆိုးဝါးရဲ့ဝိညာဉ်အားလုံးကိုထိမ့်ချုပ်ထားတာမင်းတို့ပေါ်စီရတော့ကတော့ ခင်ဗျားအဲ့ profile ကိုတုံးလို့မရဘူးဟမ်ဒီ profile ကိုတာမန်လူတယောက်တုံးလို့မရပြီးတော့ခင်ဗျားမော်ပညာမပြောနဲ့အောက်လမ်းပညာတော့လမ်းမဆုံးသေးဘူးအဲ့တော့ချုပ်ကိုဒီ profile အေးအေးဆေးဆေးပေးလိုက်ပါမဟုတ်ရင်ခင်ဗျားကိုချုပ်နှိပ်ဆက်ရတယ်ဘုဆေမင်းဟောက်ချင်းရောက်နေတာဟောဒီမှာဟောဒီ profile က ငါအသက်နဲ့ရေးပြီးတော့ခက်ခက်ခဲခဲရယူလာခဲ့တာမင်းကငါပေါ်ပေါ်တန်တန်နဲ့မပေးနိုင်ဘူးကွာလာ ထောက်ခမရလဲပေါ့မော်ဆက်ရှင် ူးရဘုရားဘာကြောင့်လဲချင်းနေဆုံးနေပြီကွာဒါချမ်းသာရရောက်မြေမြခုပြီပါကွာနော်ခုပြီပါကွာကျုပ်ခုတော့မလွယ်ဘူးဘုဆွေဟာဘီတူဘာဘာမှာဓာတ်တွေရံညိုးတွေကိုဖြည့်ဖြောက်လိုက်ပါတော့နော်နော်ရံညိုးတွေကြောင့်မဟုတ်ဘူးတာပါဟမ်ဘူရာအတားမှာမင်းကလေးတယောက်မဟုတ် မော်ပညာရှင်တယောက်ရဲ့တည်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ခန္ဓာကိုယ်ထဲမှာမော်ဓာတ်တွေစီးဆင်းနေတယ်။အဲ့မော်ဓာတ်တွေစီးဆင်းနေလို့ပဲမော်ဆက်ရှင်ထုတ်လို့မလို့။ပူဆိုးတာလည်းမင်းကလေးဖြစ်နေတယ်။အဲ့တော့ဘာဒီဘာဒီကုလို့ပြရတော့ဘာကွာ။ခရင်ချမရှင်အလေးပြောင်းသွေးချမတန်တရာအတွက်စိတ်ကောင်းတွေထားကား 眼里记得一个娃娃悲伤家呀那家所得那个那